င်္ဂလာပါရှင်။ရန်ကုန်ခေတ္တရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်က KK Park ကိုဝင်စီးပြီးကြားဖြတ်နိုင်နေအမိတက်တာကပြည်ထစာနိုင်နေဇလန်ပဲလို့ KNU ကိုအလုံးမှုဆောင်ဘရိုစော်တော်နီကပြောတဲ့အပြင် KK Park မှာ KNU UC လောက်ကင်နေတယ်လို့အကြမ်းဖက်ဇော်မင်းထွန်းကပြောပေမဲ့လည်းအမှန်တကယ်ထိန်းချုပ်လောက်ကင်သူမှာ BGF ကောင်းဆောင်စောချစ်သူဆိုတာကို JFN နဲ့ USMI တို့ကအစီရင်ခံထုတ်ပြန်ထားပါတယ်။ ။တဝဲမှာတစောင်းနိုင်မိထုံးပွဲနဲ့နှစ်ကြိမ်ရှစ်စုပူဇော်ပွဲကိုစစ်ကော်မရှင်ကကျင်းပမှာဖြစ်တာကြောင့်ပွဲတော်နဲ့ရှင်တွဲပြီးအကြမ်းဖက်တတ်တဲ့အတွက်တတိထားဖို့လိုအပ်တဲ့ဆိုတဲ့သတင်းပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်တပ်က KK ဖားကိုဝင်စီးနေပြီး ကြားဖြတ်နိုင်နေရေးအမိတက်တာကပြည်တစားကောင်းလို့တဲ့ပြည်တစားနိုင်နေရေးဇလန်းတာဖြစ်တယ်လို့ကရင်မျိုးသားစီယုံကရင်ညူဘိုးအလုံးမှုဆောင်ဘရိုစော်တော်နီကပြောပါရယ်အကြံဘတ်စစ်တပ်က PDF ကောင်းဆောင်ပုံမူကြီးစောချစ်သူဦးစီးလောက်ကိုင်းနဲ့ KK ဖောက်ကိုဝင်ရောက်စီးနေပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိကအဲ့လိုစီးနင်းခဲ့ရမှာလဲစောက်လုတ်ပြီးအဆောက်အုံတွေစောက်လုတ်စဲအဆောက်အုံတွေတော်တော်များများကိုတွေ့ရှိခဲ့တယ်လို့စစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါရယ် ဒါအပြင် Starlink စလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့ပြီးအလုံသမားအမျိုးသား1645ရောက်အမျိုးသမီး455ရောက်လုံခြုံရေးအမျိုးသား68ရောက်စုစုပေါင်း2198ရောက်တွေ့ရှိခဲ့လို့လည်းသတင်းထုတ်ပြန်ခဲ့ပါသေးတယ်။စစ်တပ်က KK ဖားကိုစီးနှင်းပြပြီးကြားဖြတ်နိုင်နေရေးလို့ပြောပေမဲ့တချင်းကကွန်မြူနီကောင်းဆောင်တခင်ဆိုးပြောခဲ့ဘူးတဲ့ပြည်တစာနိုင်နေရေးဆိုတဲ့ဇလန်းကိုတတိယမိတယ်လို့ KNU ဘရိုဆော်တော်နီကရန်ကုန်ခေတ်စ်ကိုမှတ်ချက်ပြုပြောပါရတယ်။ အကြံဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူအကြံဖက်ဇော်မင်းထွန်းကမြောက်ဝတီမြို့နယ်တောင်ပန်းမေထော်တလေးမှာရှိတဲ့ KK Park မှာ KNU နယ်မြေအတွင်းမှာရှိပြီး KNU ကအရာရှိတချို့ကကုမ္ပဏီထောင်လုပ်ကင်နေပြီး KNU ကပတ်စံတာရမယ်ဆိုရင်တနိုင်ငံလုံးကိုရောင်းစားတဲ့အဖွဲ့အစည်းကဝါရဖြတ်သတင်းမီဒီယာတွေကနေ ထုတ်ပြန်ပြောဆိုခဲ့တာပါဒါပေမဲ့မြန်မာနိုင်ငံကကြားဖြတ်လုပ်ငန်းတွေကိုအဓိကစောင့်ကြည့်လေ့လာနေတဲ့ Justice for Myanmar နဲ့ United States Institute of Peace USIMB တို့ကတော့ KK ဖောက်ကိုစစ်တပ်ရဲ့လက်အောက်ခံဘုံမူကြီးစောချစ်သူဦးဆောင်တဲ့ကရင်နယ်ကြားဆောင်တပ်ဖွဲ့ BGF ကဦးစီးလှုပ်ဆောင်နေတဲ့ဆိုတာကိုတပ်သက်ရထောက်ထားတဲ့အစီရင်ခံသတင်းတွေထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ဒါ့အပြင် American ပြည်ထောင်စုကစစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်ဘုံမူကြီးစောချစ်သူအပါအဝင်ကြားဖြတ်လုပ်ငန်းတွေကိုအကာအကွယ်ပေးလုံခြုံရေးယူနေတဲ့ BGF ခေါင်းဆောင်တွေကိုစီးပွားရေးပိတ်ဆို့မှုတွေကိုဇက်တိုက်ချမှတ်ခဲ့ပါတယ်။ Justice for Myanmar GFN ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာတော့ မြန်မာစစ်တပ်နဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့ကရင်နယ်ခြားစောက်တပ်ဖွဲ့ BGF ပါမြဝတီမြို့နယ်အတွင်းမှာတရုတ်ကြားဖြတ်ကိုင်းတွေကို KK Park အပါအဝင်မြေနေရာတွေငှားပေးကအွန်လိုင်းငွေလိမ်လည်မှုတွေနဲ့လောင်းကစားလုပ်ငန်းတွေကိုခွင့်ပြုထားတယ်လို့ဆိုပါတယ် KK Park တည်ထောင်မှုဟာ2020ခုနှစ်မှာစတင်ခဲ့ပြီး2021အာဏာသိမ်းမှုနောက်ပိုင်းမှာသာစီးပွားရေးအလုံးအရင်းဖြင့်မြန်မာစစ်တပ်ရဲ့ကာကွယ်မှုအောက်မှာတိစောက်မှုတိုးချဲ့လာတာလို့ GFN ကထောက်ပြထားပါတယ် ညဝတီမှာ BGF ဦးဆောင်တဲ့ရွှေကုတ်ကိုရထိုင် KK Park အပါအဝင်အခြားသောအွန်လိုင်းလိမ်လည်မှုအခြေစိုက်စီမံကိန်းတွေဟာ BGF ကဦးဆောင်ပြီးတရုတ်စီးပွားရေးသမားတွေပြည်ပဒုစရိုက်ဂိုင်းတွေနဲ့အတူတွဲဖက်အကောင့်ထဲပေါ်နေတာပါ BGF ခေါင်းဆောင်တွေဖြစ်တဲ့ဘူမူကြီးစောချစ်သူမုတ်တုံတင်ဝင်းတို့ဟာတရုတ်ရာဇဝတ်ဂိုင်းတွေကနေအမျက်စွန်ကြီးကြီးမမခံယူနေကြပြီး အဲ့ဒီရာဇဝတ်လုပ်ငန်းတွေကနေတနစ်ကို BGF ဟာ American Dollar 900တန်းကျော်ရရှိနိုင်တယ်လို့ USMB ကဖော်ပြထားပါတယ်အဲ့ဒီလုပ်ငန်းတွေကြောင်းလူကုန်ကူးမှုတွေနှိပ်စက်မှုတွေအတင်းအကျပ်ခိုင်းစေမှုတွေဖြစ်ပွားနေကစစ်တပ်နဲ့ BGF KNA တို့ရဲ့ရန်ပုံငွေဖြစ်လာတာကြောင့်စစ်တပ်နဲ့ပြည်သူစစ်တွေကိုထောက်ပံ့တဲ့ဘဏ္ဍာငွေလက်နက်နဲ့လေယာဉ်စီစတဲ့အရင်းအမြစ်တွေကိုဖျက်တောက်ရမှာဖြစ်ပြီးသူတို့ကျူးလွန်တဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းတွေအတွက် ရာဇဝတ်ကြောင်းရအေးအေးယူတာဝန်ခံစီကြာကသာအဲ့ဒီစိုက်ဘာငွေလိမ်လုပ်ငန်းတွေကိုအမှန်တကယ်တိုက်ဖြိုက်နိုင်မှာပါလို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်ရှင်။မွန်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်ဝါရဟိုင်ကြီးရွာမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုရေးဘလူအဖွဲ့ကပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့်စစ်သားတွေဆုတ်ခွာသွားပြီးအကြမ်းဖက်စစ်တပ်ကထောင်ထားခဲ့တဲ့မိုင်းတွေနဲ့ ဖျက်ဆီးခဲ့မှုတွေကိုဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ရေဘလူတပ်ဖွဲ့ရဲ့တရင်မှုကရန်ကုန်ခေတ္တကိုပြောပါရယ်။မနေ့ကအော်တိုဘောလာ20ရက်နေ့မှာရေဘလူတပ်ဖွဲ့ကရဲဘော်တွေဟာဝါရဟိုင်းကျေးရွာအတွင်းမှာရှိတဲ့အကြံဖက်စစ်သားတွေထောင်ထားခဲ့တဲ့မိုင်းတွေကိုရှင်းလင်းခဲ့ပြီးအကြံဖက်စစ်သားတွေဟာဝါရဟိုင်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ကပြည်သူ30ကျော်ကိုဖမ်းဆီးခဲ့လို့သိရပါဗျ။အဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းကိုရေဘလူအဖွဲ့ကလိုက်လံပိတ်ဆို့ထားတာကြောင့် စစ်ကြောင်းတစ်ခုလုံးရှေ့ဆက်မတိုးနိုင်ပဲဝါရဟိုင်းကျေးရွာအတွင်းကနေပြန်လည်ဆုတ်ခွာသွားခဲ့တဲ့အတွက်ရေဘလူအဖွဲ့ကဝင်ရောက်ရှင်းလင်းမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဖျက်ဆီးမှုတွေကြောင့်ဝါရဟိုင်းကျေးရွာစာတင်ကြောင်ပျက်စီးခဲ့ပြီးကျေးရွာအတွင်းကိုလည်းရန်တပ်ပစ်ခတ်ခဲ့ရာကြောင့်ပျက်စီးတဲ့နေရာတွေရှိနေကောင်အကြမ်းဖက်စစ်သားတွေရဲ့ဖမ်းဆီးခံခဲ့ရတဲ့ပြည်သူတွေကတော့ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ရေဘလူတပ်ဖွဲ့စီကနေသိရပါတယ်ရှင်။ပကိုးတိုင်းဘက်ကိုကြည့်အောင်ပါ။ ပဲခူးတိုင်းနတလင်းမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်က၄ရက်ဆက်တိုက်ဆက်တက်၄ဒီနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူလေးဦးသေဆုံးပြီးနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဝါလာ၁၆ရက်နေ့ညနေ၆နာရီခွဲမှာအကြမ်းဖက်စစ်တပ်ကနတလင်းမြို့နယ်မကြီးပင်ရွာကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲဆက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ကျေးရွာနေပြည်သူတို့အသေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်တွေလည်းပျက်စီးခဲ့ရပါတယ်။ ဒါအပြင်အော်တိုဗလာ16ရက်နေ့နေ့လယ်ပိုင်းကလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲတောင်ညိုဆဲအနီးတဝိုက်မှာရှိတဲ့ကြေးရွာတွေကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တောင်ညိုဆဲတင်ဘောချီတိုင်ဖုံးအင်းချောင်းကိုဘုံတွေကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိက2ဦးသေဆုံးခဲ့လို့သိရပါတယ်။ဒီအပြင်မရင်းရွာစာတင်ချောင်းကိုဘုံတွေကြားရောက်ပောက်ကွဲခဲ့တာကြောင့်ပြည်သူ2ဦးထပ်မံသေဆုံးခဲ့ရပါတယ်။ အခုလိုပဲပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့ကလည်းအကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေဒီတွေကတိုက်ပွဲမဖြစ်ပွားပဲမကြီးပင်ရွာပန်ပွေးကုန်းရွာလက်မအင်းရွာတို့ကိုတနေကုန်ဘုံ၁၆လုံးကျော်ကျဲချတိုက်ခတ်ခဲ့ပြီးပြည်သူတွေကတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကနတ်တလင်းမြို့နယ်အတွင်းမှာလေကြောင်းတိုက်ခတ်မှုတွေကိုနေ့တိုင်းပြုလုပ်နေတာကြောင့် ပြည်သူတွေရာကြေးရွာတွေကနေဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရပြီးဒေသတွင်းတော်လှန်ရေးအင်အားစုတွေကလည်းလေကြောင်းအန်နေရဲ့တတိပြုနေထိုင်ကြဖို့ကိုအတိပေးနှိုးဆော်ထားပါတယ်ရှင်။ရှမ်းပြည်နယ်ဘက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းငော့မြို့ကိုစစ်တပ်ကမနေ့ကညပိုင်းမှာလေရင်နဲ့ဘုံကျဲချတာကြောင့်ပြည်သူနှုတ်ဦးသေဆုံးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအော်တိုဗော်လာ20ရည်နေည7နာရီခွဲမှာ စစ်တပ်ကမိုင်းငေါမြို့နယ်ကောင်ကိုတိုက်လျင်နဲ့ဘုံးတွေကျချခဲ့တာကြောင့်မိုင်းငေါမြို့ဈေးထဲမှာရှိတဲ့နေအိမ်နဲ့ဈေးဆိုင်ပေါ်ကိုကြားရောက်ခဲ့ပြီးပြည်သူနှုတ်ဦးသေးဆုံးက2ဦးတန်ရာရခဲ့ကြပါတယ်။ဒေသပြည်သူတို့ပြောတာကတော့လေရင်နဲ့ကျချတာကပေါင်900ဘုံးတွေထင်ရပြီးမိတွေလည်းလောင်တော့ပြည်သူတွေထွန်းငိမ့်ကြတဲ့အခါမှာတော့မိကတော့ငိမ့်သွားပေမဲ့ပျက်စီးထိခိုက်ဆုံးရှုံးမှုတွေများခဲ့တယ်လို့ပြောပါတယ်။ အကြမ်းဖက်စစ်တပ်က TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုအခုအော်တိုဗလာအတွင်းမှာလေကြောင်းတိုက်ခိုက်မှု စုစုပေါင်းအကြိမ်30နီးပါးလုဆောင်ခဲ့ပြီးပြည်သူစုစုပေါင်း43ယောက်တိဆုံခဲ့ရပြီးဖြစ်ပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုကြည်အောင်ပါ။မကွေးတိုင်းနမောက်မြို့နယ်မှာရှိတဲ့ကြီးရွာတွေကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလူရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ People's Defense Organization နမောက်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။ မနေ့ကအော်တိုဘာလ20ရက်နေ့ညနေ9:30မိနစ်ခန့်မှာနမ်မောင်မြို့နယ်စံကုန်ကျေးရွာအနီးကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲဂျက်ဖိုက်တာတစီးနဲ့ဘုံးတလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွင်းမှာပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့သိရပါတယ်။အဲဒီနေ့မှာပဲစကိုင်းနယ်စလင်းကြီးမြို့နယ်မှာရှိတဲ့အလေချမ်းနဲ့အရှိချမ်းကကျေးရွာတွေကိုလည်း အကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲစစ်တပ်လေးနီးနှစ်စီးနဲ့လေးကျင့်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသပြည်သူတွေနဲ့မုံရွာ road information MRI ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်အဲ့ဒီဘုံကျဲမှုအတွင်းမှာဆက်တက်လေဒီတစီကဖျားနီပန်းနဲ့ဒုတိယဆက်တက်လေဒီကထမ်းမှုဘက်ကိုကျဲသွားပြီးအထီးကဲတချို့ရှိရလို့ပဲသိရသေးတယ်လို့ MRI ရဲ့တာဝန်ရှိသူတဦးကပြောပါရယ်။ဒါအပြင်ဆလင်းကြီးမြို့နယ်အတွင်းမှာအော်တိုဗလတ်၁၈ရက်နေ့မနက်ပိုင်းကနေစတင်ပြီး ညောင်ပင်ကြီးစကန်းကနေထွက်လာတဲ့အင်အား150ခန်းပါအကြံဖက်စစ်တပ်စစ်ကြောင်းဟာဆလင်းကြီးမြို့နယ်မြောက်ဖက်ချမ်းမှာရှိတဲ့မြမဝမ်ပေါအနီးကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကြီးရွာ20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။တနေ့ကလည်းအကြံဖက်စစ်တပ်ရဲ့မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်တပ်လေဒီနစီကဆလင်းကြီးမြို့နယ်အရှိချမ်းမှာရှိတဲ့ကြီးရွာတွေကိုလည်းဘုံဆယ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီးပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့သိရပါတယ်ရှင်။ ကိုင်းတိုင်းဘက်မှာတော့စကိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရည်ရဲစခန်းကစစ်သားတွေဟာလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကအော်တိုဗလာ20ရဲ့နေ့မနက်ပိုင်းမှာမြောင်မြို့နယ်ကြောက်ရည်ရဲစခန်းအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီး၄လုံးနဲ့ပစ်ခတ်ထားခဲ့တာကြောင့်ကင်းရွာအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ပြီး အယက်သားပြည်သူအသက်30အရွယ်အမျိုးသားနှစ်ဦးနဲ့အသက်25နှစ်အရွယ်အမျိုးသမီးတဦးစုစုပေါင်း3ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ်။အဲဒီလိုပြစ်ခတ်တိုက်ခိုက်တာကြောင့်လက်ရှိချိန်မှာကျေးရွာနေပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီးစစ်တပ်ပြစ်ခတ်တဲ့လက်နက်ကြီးထိမှန်ကနွားသုံးကောင်လည်းတေဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဗလာ16ရက်နေ့ကတည်းကပခုတ်ကူမျိုးအခြေဆိုင်တမတရားတက်ကနေခြေလင်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမြောင်မြို့နယ်ကြောက်ရည်ကြီးရွာနောက်ဖက် ရွှေပန်းရွာနဲ့မကြီးအုပ်ကြီးရွာကိုရောက်ရှိနေပြီးဒေသပြည်သူတော်တော်များများအိုးအိမ်ဆုံးခွာထွက်ပြေးနေရတာကြောင့်အရေးပေါ်စားဝတ်နေရေးနဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုလည်းတော်လန်ရေးတပ်ဖွဲ့တွေကကြားပြတ်တိုက်ခတ်ခဲ့ပြီးစစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုရှိခဲ့ပေမဲ့အရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်မရှင်အားပြည်သူတွေကိုအကြောင်းပြပြီးလာမယ့်နိုဝင်ဘာလ3ရက်နေ့တစောင်းမုံလာဆန်14ရက်နေ့မှာတစောင်းတိုင်းမိထုံးပွဲနဲ့နှစ်ကြိမ်ရှစ်စုပူဇော်ပွဲကိုဒဝေမြို့မှာကျင်းပပြုလုပ်ဖို့ရှိနေတယ်လို့နေကန်တွေစီကနေသိရပါတယ်။အဲ့ဒီပွဲတော်အတွက်စစ်ကောင်မရှင်ကဒဝေမြို့ကန်နာလန်ဒဝေရိုးရသပင်မျိုးကွင်းမှာဖျားလဲနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးမိဘုံတွေကိုရက်ကွက်အလိုက်ပြင်ဆင်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့သိရပါတယ်။ နေမီကန်တော်လိုင်းရေးတပ်ဖွဲ့ဝင်တယောက်ကတော့အကြမ်းဖက်စစ်အုပ်စုအားပြည်သူတွေစုဝေးရာဘာသာရေးပွဲတော်တွေပါမချမ်းပြစ်မှတ်ထားပြီးရရက်ဆက်ဆက်လေးချောင်းတိုက်ခိုက်ခဲ့တဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ပြည်သူတွေတတိထားသွားလာကြဖို့ကိုတိုက်တွန်းပြောဆိုပါရယ်အခုအော်တိုဘာလတဲမှာမုံရွာမြို့ပေါ်မှာဖျားပွဲကျင်းပနေချိန်မုံရွာနဲ့ချမ်းဝက်ဆက်နာကပုံတိုရွာကိုအကြမ်းဖက်စစ်တပ်ကပုံကျဲခဲ့တာကြောင့်တရင်ကျစီမီတပိတ်ပြုတ်လုပ်နေတဲ့တော်လိုင်းရဲဘော်တို့ချို့နဲ့ပြည်သူတွေအယောက်20ကျော်သေဆုံးခဲ့ရပါတယ်။ တားအပြင်မုံရမြို့ပေါ်မှာစူတောင်းပြေဖျားပွဲအထိမ်းမှစေအုပ်စုကစတိတ်ရှိုးပွဲပါကျင်းပခဲ့ပြီးစတိတ်ရှိုးကိုလာကြတဲ့လူအယောက်30ယောက်ကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့လို့သိရပါတယ်စစ်ကောင်မရှင်အားပြီးခဲ့တဲ့2024ခုနှစ်တုန်းကလည်းတဝဲရိုးရွာနှစ်ကျိတ်ရှစ်စုဖျားလှဲ့လေပူဇော်ပွဲကိုတဝဲမြို့အနက်မှာကျင်းပခဲ့ပါသေးရဲ့ရှင်။ ဒါကတော့ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ